ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Fly City Media ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီကနေ့မှာတော့ပရိသတ်တွေအတွက်မြန်ကိုရီးယားနိုင်ငံသံတမန်တို့ကိုပျော်ရော်ဆက်ရတဲ့မိမလာလေးများအဖွဲ့အစည်းကိုကျမတို့ Channel လေးကနေပြီးတော့တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင်။ online မှာနာမည်ကြီးနေတဲ့မြောက်ကိုရီးယားနိုင်ငံကပျော်ရော်ဆက်မိမလာလေးတွေ ညာကိုရီးယားနိုင်ငံသမ္မတတို့ကိုပြောတော်ဆက်ရတဲ့မိမလာလေးများအဖွဲ့ Pleasure Squad အဖွဲ့အားကိုရီးယားဘာသာလို Gibunjo လို့ခေါ်ကြပါတယ်ထိုဖွဲ့စည်းကြောင်းကိုကဘာတို့အစတင်အတိပေးပြောကြားတဲ့သူကတော့ဂျပန်လူမျိုးခန်းချီဖူဂျီမိုတိုပဲဖြစ်ပါရဲ့ရှင်။ ဂျပန်လူမျိုးခန်းကြီးဖူဂျီမိုတိုဟာ1988ခုနှစ်မှ2000ခုနှစ်အထိသမရခင်ကျောင်း ILR ဂျပန်အစားအစာဆူရှီပြုလုပ်ပေးရတဲ့စဖို့မှုတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီဖွဲ့စည်းကြောင်းကိုဒုတိယပြောပြတဲ့သူကတော့2010ခုနှစ်မှာတောင်ကိုရီးယားသို့ထွက်ပြေးလွတ်မြောက်ခဲ့တဲ့မြောက်ကိုရီးယားအမျိုးသမီးတဦးပဲဖြစ်ပါတယ်။သူမဟာအတွေ့အကြုံတွေကိုမဂ္ဂဇင်းတစ်ခုသို့ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ2010မှာဒီကနေ့အထိမြောက်ကိုရီးယားမှာထွက်ပြေးလွတ်မြောက်ခဲ့သူများကဖြည့်ဆွက်ပြီးပျော်ရွှင်မိမလာလေးများအဖွဲ့အစည်းကိုတောင်ကိုရီးယား TV အင်တာဗျူးတို့မှာအသေးစိတ်ပြောကြားခဲ့ကြပါတယ်ပြောရဆက်မိမလာလေးများအဖွဲ့မှာမိမလာပေါင်း2000ကျော်ပါဝင်ပါတယ်။အဲ့ဒီမိမလာလေးတွေဟာအ धिक အားဖြင့်သမရကိုဖျော်ဖြေရန်ဖြစ်ပါတယ်။ဒါအပြင်မြောက်ကိုရီးယားနိုင်ငံရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်း Workers Party of Korea ရဲ့ယာရုကြီးသူများကိုလည်းဖျော်ဖြေပေးရပါတယ်။1998ခုနှစ် Kim Jong Il ကဖခင် Kim Il Sung အားစိတ်ပျော်ရွှင်စေရန်အတွက်ပျော်ရွှင်ဆက်မင်္ဂလာများအဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ထိုမင်္ဂလာများဟာမြောက်ကိုရီးယားရဲ့အလှဆုံးမင်္ဂလာများဖြစ်ကြပါတယ်။သမ္မတ Kim Jong Il ဟာသူ့အဖေကြိုက်မိမလာလေးများကိုရွေးချယ်ပေးခဲ့တဲ့သမရာ၃ဦးရဲ့အကြိုက်ပေါ်မူတည်ပြီးပျော်ရွှင်ဆက်မိမလာလေးများအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ရန်စီမင်းစီကန်တို့ဟာအပြောင်းအလဲရှိပါတယ်။သမရာကင်ချောင်းဤလက်ထက်မှာတော့မျက်နာဖောင်းဖောင်းနဲ့ချစ်စရာကောင်းတဲ့မိန်းကလေးများကိုရွေးချယ်တယ်။ အရက်160စင်တီမီတာကျော်ကျော်ဖြစ်နေရမယ်။ပိန်ပြီးကိုလုံးထားရပါမယ်။အသက်16နှစ်ကနေ18နှစ်ကြားဖြစ်ရပါမယ်။ပြောရဆက်မင်းမလာများရွေးချယ်ရေးဖွဲ့ဟာအလဲရန်ကျောင်းများတို့လာရောက်ပြီးမင်းကလေးများကိုရွေးချယ်ကြတယ်။ထို့သူတို့ဟာမင်းမလာလေးများလွတ်သွားမှာဆိုတဲ့အတွက်တယောက်ချင်းတိတ်တိတ်ချာချာစီစစ်တယ်။အရွေးချယ်ခဲ့ရတဲ့မင်းကလေးများဟာညင်းဆန်ပိုင်ခွင့်မရှိပါတခါတည်းရန်သမရကိုရိုင်းလာပြီးစင်တော်ကောက်ပါတယ်။ လက်ရှိသမ္မတကင်ဂျောင်းအွန်2012ခုနှစ်မှာဖခင်ဖြစ်သူရဲ့ပျော်ရွှင်ဆက်မိမလာလေးများအဖွဲ့ကိုဖျက်သိမ်းခဲ့တယ်။2015ခုနှစ်ဧပြီလမှာသမရကင်ဂျာမွန်အတွက်ပျော်ရွှင်ဆက်မိမလာများအဖွဲ့အစ်စ်ကိုထပ်မံဖွဲ့စည်းခဲ့ပါရရှင်။သမရကင်ဂျာအွန်နဲ့တက်တဲ့ပုံစံကတော့မျက်နှာသွေးသွေးနဲ့ချစ်စရာကောင်းတဲ့မိန်းကလေးများဖြစ်ရမယ်။အရက်180စင်တီမီတာကျော်လွန်ရမယ်။ပိန်ပြီးကိုလုံးလှရပါမယ်။အသက်16နှစ်မှ18နှစ်အကြားရှိရပါမယ်။ ဒါပေမဲ့အသက်73နှစ်အရွယ်မိန်းကလေးတယောက်အားရွေးကခဲ့ဖူးပါတယ်။လက်ရှိသမ္မတကင်ဂျာအွန်ဟာသူ့ရဲ့မိန်းမလီဆိုးဂျူအားထုတ်ဖွဲ့ထဲမှကောက်ယူလက်ထပ်ခဲ့ခြင်းဖြစ်တယ်လို့ပြောကြားပါရတယ်။အရွေးခံရတဲ့မိန်းကလေးတို့ဟာဆမ်မီဝဲ3ဆင့်အစ်စ်ခံရပါဗျ။ ်ပထမဆစ်စာမှုပွဲကတော့မင်းကလေးတို့ဟာသူမကိုသူမအလှဆုံးလို့ထင်တဲ့အမှုရာကိုလုပ်ပြရတယ်။သူမရဲ့အတော်ဆုံးဖြောဖြေးတစ်ခုကိုတည်ဆောင်ပြရတယ်။တချင်းအကအတီးမုတ်စာတီတို့ဖြစ်ပါတယ်။မျိုးရိုးကောင်းမယ်မျိုးရိုးထဲမှာထောင်ကျတဲ့သူမရှိစေရ။မျိုးရိုးထဲမှာမြကိုရီးယားမှာထွက်ပြေးတဲ့သူတယောက်ရှိပါကအချက်ချင်းအပယ်ခံရပါတယ်ရှင်။ဒုတိယအဆင့်ဆာမှုဘွဲကတော့ပထမအဆင့်အောင်မြင်တဲ့မိန်းကလေးများဟာတလကြာမှဆေးဆေးရပါတယ် အဓိကအပြိုစစ်မစစ်ဆေးစစ်ခြင်းဖြစ်ပါတယ်။ထိုမင်းကလေးတို့ဟာဒုတိယဆက်ဆံပွဲကြလင်အပြိုမစစ်တဲ့အတွက်အကြောင်းမှာခေါင်းမဖော်ရဲအောင်အရှက်ရကြရပါတယ်။တတိယဆက်ဆံပွဲကတော့ခြေဆုံးကောင်းဆုံးအမရွတ်တစ်ခုရှိလျင်အပေခံရတယ်။ကုသရောဂါရှိမရှိကျဲမာရေးကမကောင်းအကုန်ဆစ်ခံရမှာဖြစ်ပါတယ်။အလရန်ချောင်းပြီးဆုံးမှာကမြန်ကိုရီးယားသမ္မတနိုင်ငံတော်ပျုံယန်းတို့အပို့ခံရတယ်။ထိုချိန်မှစပြီးအသက်28နှစ်ပြည့်တဲ့အထိမိဘဆွေမျိုးများနဲ့ဆက်သွယ်ခွင့်မရခဲ့တော့ပါဘူး။ ပထမဦးစွာထုံမင်းကလေးတို့ဟာသမရာသုံးသမိုင်းကိုအသေးစိတ်မှတ်သားကြံမဲ့ရတယ်။သူတို့နဲ့ပတ်သက်တဲ့စာအုပ်များဖတ်နိုင်သလောက်များများဖတ်ရတယ်။စာစာကုန်းများရေးရတယ်။ကျေးဇူးတင်ကြောင်းဆလာများကိုလည်းအပြိုင်ဆိုင်ရေးရပါတယ်။ထိုဆက်အောင်မြင်မှတကယ့်သင်တန်းများတက်ခွင့်ရပါတယ်။လိမ်မှုလိမ်ဖြော်ဖြေမှုဘိုင်းဆိုင်ရာကျွမ်းကျင်မှုတင်တဲ့အစိုးအတီးကကျွမ်းကျင်မှုတင်တဲ့အနှိတ်ကျွမ်းကျင်မှုတင်တဲ့ဧည့်သည်နိုင်ငံခြားသားများကိုဧည့်ခံခြင်းကျွမ်းကျင်မှုတင်တဲ့အဖျော်ယမကတိုက်တွင်းခြင်း ကျွမ်းကျင်မှုတင်တဲ့အခြေခံသူနာပြုတင်တဲ့လို့ဖြစ်ကြပါရယ်ထိုတင်တဲ့တွေတင်ကြားလေးကျင်းပြီးတဲ့အခါမှာကျွမ်းကျင်တဲ့အရေးချင်းများကိုလိုက်ပြီးထိုမိမလကလေးများကိုအတိတ်ကအားဖြင့်အုပ်စုသုံးစုခွဲခြားလိုက်ပါရယ်နံပါတ်၁လိမ္မာရေးဆိုင်ရာကျေနပ်မှုပေးတဲ့အဖွဲ့နံပါတ်2 massage အနေအဖွဲ့နံပါတ်3တချင်းဆူအကအဖွဲ့တစ်ခါတည်းရန်တစ်ခုလုံးချွတ်ပြီးကပြရတဲ့အဖွဲ့တွေပဲဖြစ်ပါတယ် သမရကသဘောကျပြီးသူအတွက်လိမ်မှုကိစ္စဖြောဖြင်းရန်ရွေးချယ်ခဲ့ရတဲ့မိန်းကလေးများဆိုရင်တော့ထိုမိန်းကလေးများဟာသမရရဲ့တည်တံ့အကြိုက်တို့ကိုသိရှိရန်အတွက်အထူးသင်တန်းတက်ကြပါရယ်။သမရကိုရင်နှွေးဖြင့်ရေချိုးပေးရတာမှစတင်ပြီးအင်ဂျီဝက်ပေးရတဲ့အထိလိုလေသေးမရှိအကြောင်းအရာများကိုအသေးစိတ်တင်ကြားပေးရပါရယ်။အချို့မိမလားကလေးများအာနိုင်ငံခြားပညာတော်သင်ဆေလွတ်ပါရယ်နိုင်ငံခြားမှသင်ယူလာတဲ့နိလန့်အသည့်များနဲ့သမရကိုစိတ်ပျော်အောင်ပြုစုတက်စေရမယ်ဖြစ်ပါရယ် အသက်28နှစ်ရောက်ရင်တော့အသက်ကြီးသွားတဲ့အတွက်သမရကအလိုမရှိတော့ထိုမင်းကလေးတို့ဟာစစ်တပ်တာဝန်ထမ်းဆောင်ရပါတော့တယ်။ထိုချိန်မှစပြီးမိဘဆွေမျိုးတို့ဖြင့်ဆက်သွဲခွင့်ရရှိခဲ့ပါတယ်။ပြောရဆက်မိမလာကလေးများအဖွဲ့မှကူပြောင်းလာတဲ့စစ်မှုထမ်းမိမလာများဟာတခါရင်းနဲ့ယာရုကောင်းကောင်းမြောက်စားခံရပါတယ်။ တာမန်စစ်မှုထမ်းမိမများဟာမြို့ပဲစ조사조사ရာဟုကြီးကြီးရရဲမလွယ်ပါဘူးအသက်29နှစ်မပြည့်ခင်ဥပမာမညံမကောင်ထိခိုက်တရာကြောင့်အမာရော့တစ်ခုရရှိစသည့်အကြောင်းတစ်ခုကြောင့်ပြောရဆက်မိမလားမလားအဖွဲမှထုတ်ပယ်ခင်ရသူများဟာလည်းမိဘဆွေမျိုးများထံပြန်ခွင့်မရှိပါဘူး ။သူမင်းကလေးများဟာအသက်29နှစ်ပြည့်တဲ့အချိန်အထိသတ်မှတ်ထားတဲ့အဆောင်မှသာနေထိုင်ကြပါရယ်။သူမင်းကလေးများဟာတမရလက်အောင်မှာရှိတဲ့ပထမရင်းစားအုပ်ချုပ်ရေးပိုင်းယောက်ျားသားများဓာတ်ပုံပြပြီးသူမရောက်ကြိုက်တဲ့ယောက်ျားကိုရွေးချယ်စေတယ်။သူသူနဲ့တွေ့ဆုံပြီးပါကသူမသဘောကျလင်လက်ထပ်ခွင့်ရှိပါရယ်။သူမင်းကလေးများကသူမလက်ထပ်ချင်တဲ့ယောက်ျားမတွေ့လင်တမရပြော်တော်ဆက်မင်းမလားများအဖွဲ့ရဲ့အကူအလို့သမားများအဖြစ်အသက်29နှစ်ပြည့်တဲ့အထိနေထိုင်ကြမှာပဲဖြစ်ပါရယ်။ 29နှစ်ပြည့်လင်အချမိတ်မကလာလေးများလီတူစစ်တပ်မှတာဝန်ထမ်းဆောင်ရတဲ့ထိုခါမှာသူများနှီးတူမိဘဆွေမျိုးများနဲ့ဆက်သွယ်ခွင့်ရရှိပါတယ်။မြောက်ကိုရီးယားနိုင်ငံမှာမိန်းကလေးတယောက်ဟာသမရပြော်တော်ဆက်မိန်းမလာများအဖွဲ့သို့ရွေးချယ်ခံရလင်အလွန်ဝမ်းမြောက်ဂုဏ်ယူကြပါတယ်။အဘယ်ကြောင့်ဆိုတော့သူမဟာနိုင်ငံရဲ့အလှဆုံးသောမင်းသမီးများလို့အတိမတ်ပြုခံရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မိန်းမလာလေးများရဲ့အနာဂတ်ဟာတောက်ပနေတယ်။သူမဘဝတသက်သာဆင်းရဲခြင်းမှလွတ်ကင်းပြီးပဲဖြစ်ပါတယ်။ ်မိမလာလေးများအားလုံးဟာနိုင်ငံတော်မှာပေးတဲ့လာစာကောင်းကောင်းရရှိကြတဲ့အပြင်သမရတို့ကသဘောကျတဲ့အပူစုငွေများလည်းရရှိကြပါတယ်။ဒါပြင်သမရချစ်တဲ့မိန်းကလေးများဟာနိုင်ငံခြားမှာမူပဲတည်စားများအဖိုးတန်ဝတ်စားများအဖိုးတန်လက်ဆွဲအိမ်များကိုလည်းခင်ရရှိတတ်ပါတယ်။လရှိသမရခင်ကြအွန်ဆိုရင်သူချစ်တဲ့မိန်းကလေးအချို့အားအထူးနံပါတ်တက်ထားတယ်မှာစီရီကားများကိုပေးတယ်လို့ဆိုပါရယ်နိုင်ငံခြားသူအပျော်ခီထက်ခွင့်လဲပေးပါသေးတယ် အသက်29နှစ်ကျော်သွားတဲ့အတွက်တာဝန်စစ်တပ်တာဝန်ထမ်းဆောင်ရတဲ့မင်းလေးတို့ကအတိတ်ကသမရဟာသူမဘော်ဘလောက်ထီအေးပေးခဲ့တဲ့ဘဲဆင့်ထီချစ်တင်းနီနော့ခဲ့တဲ့ဆိုရာကိုမူတည်ပြီးယာရုအနေအမြင်လိုက်ရကြတာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါကျမတို့ရဲ့တင်ဆက်ပေးမှုစီစဉ်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။နာတော်တာဆင်မီကြရတဲ့ပြည်သက်များအားလုံးကိုကျေးဇူးထူပဲတင်ရှိလိုက်ပါရစေ။